အားလုံးမင်္ဂလာပါ VSC တရဏဌာနနဲ့ကျေးဇူးပါတယ်ကျွန်မကတော့ Snow ပါဒီကနေ့ကျွန်တော်လေးရဲ့နောက်ဆုံးရရှိထားတဲ့တရဏတွေကိုတင်ဆက်ပေးသွားမှာပါယင်းညနာဆင်ရမယ့်တရဏတွေကတော့ချင်းပြေတောင်ပိုင်းကံပလမြို့နယ်အမှတ်ငါဒေသချင်းမေသာတမတော်စီအနေရဲ့ပြန်လွှာစစ်ကြောင်းတစခန်းကို ချင်းညီနာဖွဲ့ဝင် CTF ကံပလတပ်ဖွဲ့ကအလင်းလိုက်ဝန်တိုက်လို့အပြန်လှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ကြပါတယ် ချင်းပြည်ရဲ့မြို့တော်ဟာခမြို့မှာတောလာကျော်ကြာလျှစင်မီပြတ်တောင်နေတာကြောင့်ဆွန့်ရဲအတွက်ဆိုလာပြားတွေနဲ့မိဆက်တွေကိုလုံလုံလည်လည်မိခိုးအားထားနေရပြီးချက်ပြုတ်ရမှမိသေးကိုသာတုံဆွဲနေကြရပါတယ်။စစ်ကောင်စီရဲ့လက်ပါစင်သော CDM One Time မြို့နေနဲ့တော်လှန်ရေးလုပ်ငန်းများနှောက်ရှက်ဖြစ်စေရလို့ဆောင်မှုများပြုလုပ်ပါကပြည်ပြတတရေးယူဆောင်ရွက်သွားမယ်လို့တည်ထောင်မြို့နယ်ပညာရေးဘဝဖွဲ့ကသတိပေးထုတ်ပြန်တဲ့သတင်းနေနဲ့အတူအခြားစီမံစာဆရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ ချင်းပြည်တောင်ပိုင်းကံပလန်မြို့နယ်မှန်ကားဒေသချင်းမြို့သားတမတော် CNN ရဲ့ပြန်လှည့်စစ်ကြောင်းတပ်စခန်းကိုချင်းညောင်ဖွဲ့ဝင် CTF ကံပလတ်တပ်ဖွဲ့ကအလေးငိုက်ဝန်တိုက်လို့အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြတယ်လို့သိရပါဗျ။ ီးခဲ့တဲ့မေလ30ရက်မွန်းလပိုင်းနှစ်နာရီလောက်မှာ CDF Complex COC ချုံအောင်လင်းရဲ့အမိန့်ပေးညွှန်ကြားမှုဖြင့် Victoria တရင်နဲ့ Dumi တရင်က Complex တိုင်နယ်အမှတ်9မှာရှိတဲ့ CNA ပြန်လှစစ်ကြောင်းတပ်စခန်းကိုအလစ်ငိုက်ဝင်ရောက်စီးနင်းတိုက်ခတ်ခဲ့တာလို့ Complex စီရင်တဲ့ရင်းမြစ်တွေကပြောပါတယ်တဆကန်စီနင်ခံရမှုကြောင့်အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပေါ်ပြီးနောက် CNN တပ်ဖွဲ့ဘက်ကရဲဘော်နှုတ်ဦးတန်းရရှိခဲ့ပြီးတအူးဖန်စီခံရတယ်လို့သတင်းရင်းမြစ်ကပြောပါတယ် ကမ္ဘလမြို့နယ်တိုင်းနယ်အမှန်ငါဒေတာဟာ Challenge Council ချင်းပြေဆိုရအချုပ်ရေးလဲပန်နေတဲ့ဒေတာဖြစ်တယ်လို့သိရပါတယ်။ချင်းမြင်အောင်ဖွင့်ဝင် CTF ကမ္ဘလဟာတိုင်းနယ်အမှန်ငါဒေတာကအသက်မပြည့်သေးတဲ့ကြောင်းနေရွယ်ကလေးငယ်တွေကိုစစ်မှုထမ်းဖို့အတွက်အထမဖန်ဆီးမှုတွေပြုလုပ်ခဲ့တယ်လို့စစ်ရေးအရချိန်ချောင်းမှုတွေလည်းပြုလုပ်နေတယ်လို့သတင်းရင်းမြစ်တွေကပြောပါရတယ်။ ချင်းပြင်းမြို့တော်ဟာခမြေမှာ၃လကျော်ကြာလစ်စင်မီပြတ်တောက်နေတာကြောင့်ဆွင့်ရဲအတွက်ဆူလာပြားတွေနဲ့မိဆက်တွေကိုလုံလုံလည်လည်မိခိုးအားထားနေရပြီးချက်ပြုတ်ရမှာမိသွေးကိုသာသုံးဆွဲနေရတယ်လို့ဟာခမြို့ခန့်တွေကပြောပါတယ်။ဆူလာပြားတွေနဲ့မိဆက်မရှိသောသူတွေဟာဖုန်း power bank နဲ့ laptop တွေကိုဆိုင်းတွေမှာအခချင်းငွေနဲ့အာတော်သွင်းနေရတယ်လို့ဟုဆိုပါတယ်။ဆိုလာပြားနဲ့မိဆက်တွေအသုံးပြုပြီးလျှက်စမီရှိတဲ့ဆိုင်တွေမှာကွန်ပျူတာ၊လပ်တော့ တလုံးအသွန်ခါမှာ၅ထောင်ချက် power bank အသွန်ခါမှာ၄ထောင်ချက်နဲ့ phone အသွန်ခါမှာ၃ထောင်ချက်ရှိတယ်လို့သိရပါတယ်။ဟာခမြို့ဟာမကွေးတိုင်းကံကောင်းမြို့နယ်ကတစင်မဟာတအားလိုင်းကနေလျှက်စင်မီယာရှိနေတာဖြစ်ပြီးကံကောင်းမြို့နယ်ဘက်မှာလိုင်းပြတ်တောက်မှုကြောင့်လျှက်စင်မီမရနိုင်တာ၃လခန့်ရှိလာပြီဖြစ်ပြီးဒေသခံပြည်သူတွေရဲ့ခက်ခဲများစွာကြုံတွေ့နေကြရတယ်လို့သိရပါတယ်။ လက်စွပ်မီပုံမှန်ရရှိခဲ့စဉ်ကဟာခါမျိုးမမိသွေးအိတ်တိတ်ကိုကျန်ငွေ၅ထောင်ဝန်းကျင်ရှိပေမဲ့လက်ရှိမှာတော့မိသွေးတိတ်မှာကျန်ငွေ၃တောင်းကနေ၃တောင်းကထောင်အထိရှိတယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့လက်ပါစင်နန်စီတီယံဝန်ထမ်းတွေအနေနဲ့တော်လှန်ရေးလုပ်ငန်းများနှောင့်ယှက်ဖြစ်စေတဲ့လှုပ်ဆောင်မှုများပြုလုပ်ပါကပြပြတတအရေးယူဆောင်ရွက်သွားမယ်လို့တည်ရင်မြို့နယ်ပညာရေးဘုတ်အဖွဲ့ကယနေ့ထုတ်ပြန်ပါတယ် နန်စီဒီယံဝန်ထမ်းတွေဟာစစ်ကောင်စီရဲ့ယနေ့အလဲပတ်စီရင်နဲ့တော်လှန်ပြည်သူများကိုစိတ်ဝမ်းကွယ်စေရန်လှုံ့ဆော်မှုစီယုံမှုတွေပြန်ပြည်သူပညာရေးလုပ်ငန်းတွေမှာမိမိကိုချိုးတတရေးစုပြီးတော်လှန်ရေးလုပ်ငန်းများအနှောက်အယှက်ဖြစ်စေတာကိုတွေးရတယ်လို့တီလိမ်မျိုးနဲ့ပညာရေးဘော်ဖွဲ့ကဆိုပါတယ်။ဒါကြောင့်ပြည်သူပညာရေးလုပ်ငန်းတွေမှာမိမိကိုချိုးတတရေးစုပြီးတော်လှန်ရေးလုပ်ငန်းများအနှောက်အယှက်ဖြစ်စေတဲ့လှုံ့ဆော်မှုများကိုထပ်မံတွေ့ရှိပါက ZFU PDF ဇော်လန် PPF ဆိုလန်မြို့နယ်ပြည်သူ့အချုပ်ရေးအဖွဲ့နဲ့အတူလက်တွဲပြီးလိုအပ်သလိုပြည်ပြတ်တသားရေးယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ဒီတိုင်မြို့နယ်ပညာရေးအဖွဲ့ဟာ SFU ရဲ့ပညာရေးဌာနဖြစ်ပြီးဒီတိုင်မြို့နယ်အတွင်းစစ်ကောင်စီရဲ့စစ်ကျွန်းပညာရေးလုပ်ငန်းဖော်ဆောင်မှုကိုကန့်ကွက်တားမြစ်ထားပါတယ်။ စစ်ကောင်စီကဂျွန်လာ၂ရက်ကစလို့မြန်မာတနင်္ဂနွေလုံးမှာအခြေခံပညာကျောင်းတွေပြန်လည်ဖွင့်လှစ်ခဲ့ပြီးချင်းပြည်မှာတော့ဟာခါတည်တည်နဲ့ခံကမ်းမြို့တော်မှာအခြေခံပညာကျောင်းတွေဖွင့်လှစ်ထားပါတယ်။ချင်းပြည်တောင်ပိုင်းမင်းတပ်မြို့မှာည9နာရီနောက်ပိုင်းကုန်တင်ရင်များမြို့တွင်သို့ဖြတ်တန်းသွားလာခွင့်နဲ့ညအေးရချင်းမပြုတ်ဘူးလို့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဂျွန်လာ၂ရက်နေ့ကထုတ်ပြန်ပါတယ်။ စစ်ကောင်စီကင်းစင်ပြီဖြစ်တဲ့မင်တမျိုးမှာမင်တမျိုးနဲ့ပြည်သူ့အချုပ်ရေးအဖွဲ့ကဒေသန္တရအချုပ်ရေးလုပ်ငန်းတွေပေါ်ဆောင်နေတာဖြစ်ပါတယ်။မော်တော်ယဉ်ရှင်ကြီးရင်ငယ်ပါဝင်ဆိုင်ကမောင်နှင်သူတွေဟာမင်တမျိုးတွင်မှာတနာရီမိုင်20နှုန်းထက်ကျော်လွန်မောင်းနှင်ချင်းပြူရန်နဲ့အသက်15နှစ်အောက်ကလေးငယ်တွေမော်တော်ယဉ်ဆိုင်ကမြောင်မောင်းနှင်ချင်းမပြူရန်လဲထုတ်ပြန်ထားပါတယ်။ ဒီအမိန်ထုတ်ပြန်ချက်ဟာနောက်ထပ်အမိန်တစုံတရာမထုတ်ပြန်မခြင်းအတီးဖြစ်ပြီးလိုက်နာခြင်းမရှိပါကကြာကာလပြည့်စုံချိုးရည်နဲ့အညီအရေးယူမယ်လို့ဖော်ပြထားပါတယ်။ကရင်မြို့သားစီယုံခေယူတမဟာ6နယ်မြေကရင်ပြည်နယ်မြဝတီမြို့တောင်ပတ်မှာရှိတဲ့စစ်ကောင်စီရဲ့သေပေါ်ပို့တပ်စခန်းကိုကရင်မြို့သားလူမျိုးရေးတမတော် KNLAU ဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မနေ့ကတင်ပတ်ရမှာစစ်ကောင်စီတပ်သား30ကျော်တေဆုံးပြီး80ကျော်လက်နက်ချခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီအင်အားတရာကျော်တဆွဲထားတဲ့ဒီဘောဘူးစခန်းကို KNL နဲ့တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့ကဂျွန်လာ3ရက်မနေ့9နာရီမှာစတင်တိုက်ခတ်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ကပေါင်900ပုံမပါဝင်လေချောင်းကနေစစ်ကူအများအပြားပြုလုပ်ခဲ့ပေမဲ့အဲ့ဒီညနေပိုင်း6နာရီလောက်မှာစခန်းကုန်းကိုအပြည့်အစုံတင်ပိုင်နိုင်ခဲ့ကြတာလို့ခရင်စီရေးတင်းရင်မြထံကနင်းသိရပါတယ်။ အစောပိုင်းစကန်သိမ့်ပိုက်ပြီးနောက်နေမြရှင်လေးဆောင်ရွက်ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးရဲ့ရောအလောင်းတွေ့ရှိခဲ့ကြပြီးထိခိုက်ဒဏ်ရာရှိသူတွေပေါင်းဝင်စစ်ကောင်စီတပ်သား80ကျော်ကအလံဖြူထောင်ကလက်နက်ချလင်းဝင်ခဲ့ကြရလို့ကရင်တရင်စင် KIC ကဖော်ပြပါတယ်ဒီဘဝနဲ့နေဝင်ချင်းချီရွာတွေကဒေသခံအများပြားဟာထိုင်းနိုင်ငံဘက်ကိုစစ်ရှောင်းနေရတယ်လို့တက်စခန်သိမ့်ပြီးသွားပြီးမဲ့စစ်ကောင်စီလေးချောင်းတိုက်ခိုက်လာမှကိုစိုးရိမ်နေရတဲ့အတွက်နေရက်မပြတ်နိုင်ကြသေးဘူးလို့သိရပါဗျာ။ ေဖို့ဘုဆွေကောင်စီတစကံဟာရခင်ခင်မြို့တမဟာ6ရဲ့အဓိကအရေးပါတဲ့ဒေသတစ်ခုဖြစ်ပြီး1990ကျော်မှာစစ်ကောင်စီကတင်ပိုက်သွားခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်ဒီဘော့ဘူစစ်ကောင်စီတက်စခန်းကိုပြီးခဲ့တဲ့2022ခုနှစ်ကခန် LAKNDO ပူပေါင်းတပ်ခွဲတို့ကပထမအကြိမ်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပေမဲ့စစ်ကောင်စီတပ်ဖက်ကအင်အားများပြားနဲ့ပြန်လည်တိုက်ခိုက်လာတာကြောင့်ပြန်ဆုတ်ပေးခဲ့ရတာဖြစ်ပါတယ် စစ်ကောင်စီအင်အားတရာကျော်ခြေချတဆွဲထားတဲ့ဒီဘောဘူစခန်းကို KNL ဦးဆောင်တဲ့တော်လှန်ရေးပူပေါင်းတပ်တွေကအချင်း9နာရီအတွင်းပြန်လည်တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။တအားမြန်မာလူမျိုးရေးတမတော် TNL ထင်းချုံရရှမ်းပြည်နယ်မြောက်ပိုင်းနဲ့မန္တလေးတိုင်းတွေကမြို့နယ်တွေကိုစစ်ကောင်စီကအပြစ်ရဲ့ကြီးညာထားတဲ့တလားအတွင်းမှာစစ်ကြီးတိုက်ခိုက်မှုပေါင်း1000ကျော်ပြုလုပ်ခဲ့တယ်လို့ TNL ကယနေ့သတင်းထုတ်ပြန်ပါတယ် ပြီးခဲ့တဲ့မေလအတွင်းမှာစစ်ကောင်စီကနောင်ချိုမော်ကုတ်ကြောင်မဲမိုင်းငော်မိုင်းလုံးနဲ့မန်တုံမြို့နယ်တို့မှာလေကြောင်းနဲ့26ကြိမ်လက်နက်ကြီး986လုံးဒရုန်းဖြင့်ဘုံ329လုံးနဲ့အစိမ်းငွေပုံ114လုံးတို့ကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ် စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်မိလာအတွင်းပြည်သူ၈ဦးသေဆုံးက၁၈ဦးထိခိုက်ဒဏ်ရာရှိခဲ့တဲ့အပြင်နေအိမ်အများအပြားထိမှန်ပျက်စီးခဲ့တယ်လို့ TNL ကထုတ်ပြန်ပါတယ်။စစ်ကောင်စီရဲ့ရပ်သားပြည်သူတွေကိုရွေ့ရချက်ရှိရှိဦးတီတိုက်ခိုက်မှုကြောင့်နောင်ချိုမြို့နယ်တဲကပြည်သူ၆ဦး၊မိုးကုတ်မြို့မှာပြည်သူ၃ဦးနဲ့မန္တုံမြို့မှာပြည်သူ၃ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ စစ်ကောင်စီကငလင်းနောက်ဆက်တွဲပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက်ဆိုပြီးရရပြည့်ခရက်ဆဲထားမှုကိုဧပြီ2ရက်ကဆလုံးဂျွန်လာကုန်အထိလေးချင်းကြီးညာခဲ့ပြီးဖြစ်ပါတယ်ဒီလိုပြခဲ့ရဆေးကြီးညာထားပေမဲ့နိုင်ငံတော်ဝန်လုံးကိုလေးချောင်းတိုက်ခိုက်မှုနဲ့စစ်ချောင်းထိုးတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေစေဖြစ်ပါတယ်။မြန်မာနေဦးတော်လှန်ရေးစတင်ခြင်းကလေးကနေဒီနေ့ချိန်ထိမြန်မာဒီမိုကရေစီရေးကိုအပိတ်ထောက်ခံသူလေးချင်းမြောက်ဟာ တွန်ကိုရီးယားနိုင်ငံရဲ့22ကြိမ်မြောက်သမရရွေးကောက်ပွဲမှာအနိုင်ရပြီးသမရဖြစ်လာတယ်လို့သိရပါဗျ။ဂျွန်လာ3ရက်မှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ Democratic Party ကအတိုက်အခံကောင်ဆောင်လီချင်းမြောင်ကအဓိကပြိုင်ပွဲကင်မြန်စုကိုအ ਨੇ ဆုံး12ရာခိုင်နှုန်းအတားနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။သူဟာမြန်မာနိုင်ငံမှာအာဏာသိမ်းမှုပြုလုပ်ခဲ့တဲ့အချမ်းဖက်စစ်ကောင်စီကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချခဲ့သူဖြစ်ပါတယ်။၂၀၂၄ခုနှစ်မေလ၁၈ရက်ကလည်းကွမ်ဂျူးမြို့ငါတတမ၁၈နှစ်ပတ်လည်အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးဆိုရနိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်စီမံကိန်းဗန္ဒရေးနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတွင်ထွန်းနိုင်တို့နဲ့တွေ့ဆုံခဲ့ပူပါတယ်။ဒီဥစ္စာထဏရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။